မင်္ဂလာညချမ်းလေးပါခင်ဗျာယနေ့ညတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာဆမင်းအောင်ယူပရေးသားထားတဲ့အခေါင်းရောင်းရန်ရှိသည်ဆိုတဲ့ပြရလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာဇာတ်လမ်းလေးမစခင်မှာကျွန်တော် channel လေးကို like subscribe လုပ်ပြီးဒေနာခေါင်းလောင်းလေးကိုနှိပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာရွာဘက်စီတို့ငှက်ဆိုးတကောင်စူးစူးဝဝအော်မိပြီးပြန်တန်းသွားတဲ့อืม မနှက်ဖန်တော့ရွှေငွေဝင်ပြီပေါ့တူပရာသာကြီးပါမို့တီတိုးရေရွတ်လိုက်တယ်ရွာထဲမှာလူများအသေးပြောက်ရှိမှပတ်စံရသည်လို့မို့တူအတွက်တော့လူတလီရင်ပြောတယ်အခြားသူများဝန်းထဲပူဆွေကြတော့လေတူပရာသာကြီးပါမို့ကတော့အရင်နှစ်တွေထက်အရက်ကိုပိုးတောက်နိုင်တဲ့ဖြစ်ပျော်ရတယ်သိပါစေသိပါစေဟုထိုင်ဆူတောင်းနေခြင်းမဟုတ်တော့လေရွာဘက်ကငှက်ဆိုးထိုးတန်ကြားရရင်တော့ဘာမို့လုံပြောတဲ့လူဆိုဒီမှာတေမျိုးကြီးပင်မဟုတ်ပါလား ပြောပါမို့ဗာမို့ဟေးဘာလို့လဲကွာ ကျွန်တော်ตาမြပါပါကြီးမို့ဩအေးအေးလူလေးตาမြလာလေကွာဟုတ်ကဲ့ဗာမို့ကตาမြအားတဲရှိရှိကိုပြပေါ်သူခေါ်လိုက်တယ်ခဏလေးလူကလေးကငါခေါင်ရင်ဦးလေးတောက်လိုက်အောင်မယ်နေပါသေးတော့ဗာကြီးမို့ရဲ့ကျွန်တော်မတောက်တော့ပါဘူးလှုပ်ရှားလေးတွေကြံသည်လို့ဩအေးအေးဗာမို့တဲဘော်ကဆင်းလာပြီးကိုပြပေါ်တွင်ထားလိုက်တယ်ကဲစိုးစမ်းပါအောင်ဗာကိစ္စလေး ဘာကြီးမိုးစီလာမှာတော့ဘာကိစ္စရှိရမှာလေဗျ။နိုင်ကိစ္စပဲပေါ့။တာမြရဲ့မျက်နှာကတိတ်မကောင်းလား။အေးဘသူဆုံးလို့လဲ။မင်းညကကျွန်တော်မီဆုံးသွားလို့အဲ့ဒါဘာကြီးမိုးစီအခေါင်းလာအပ်တာ။ဘာမိုးတွက်ဆထားဒီတိုင်းရွာထဲတဲ့နိုင်တခုပေါ်လာပြီဖြစ်တယ်။အေးရတယ်လေလူလေးရဲ့အတိုင်းဓာရီရောယူလာခဲ့ပြီလား။ဟုတ်ကဲ့ဘာကြီးမိုး။ဘလောက်စားလေးကယူကျင်လေစကားကိုအပုံပြောပဲတူတူပြပြပြောတတ်သောကြောင့ လူရင်းကိုသာမိလိုက်တယ်။ကျွန်တော်တို့ကရှိလာတယ်တော့မဟုတ်ဘူးဆိုပေမဲ့ဘာကြီးမို့ရဲ့ကျွန်တော်အမေရဲ့နောက်ဆုံးအချိန်လေးမှာတော့ကောင်းကောင်းမွန်မွန်လေးဖြစ်စေချင်တယ်။အေးပါကွာကို့မိပါပဲလေ။အဲ့တော့ဗျာကောင်းကောင်းလေးသာလုပ်ပေးပါဘာကြီးမို့ရဲ့စိတ်ချပါလူကြီးလေးရဲ့မနှက်ဖန်ကြတော့လာလိုက်ပေါ့ဟုတ်ပြီလားဒီနေ့လိုအပ်တာလေးတွေသွားဝယ်ပြီးအကောင်းဆုံးဖြစ်အောင်လုပ်ပေးထားမယ်။ကျေးဇူးတင်ပါတယ်ဘာကြီးမို့ရဲ့အခေါင်းကရေမြေချဖို့ရဲ့ အားလုံးပြီးစီဘလောက်ကြမလဲခင်ဗျာ။အော်ဒီလောက်တော့ကြမယ်လို့ကလေး။ဟုတ်ကဲ့ဒီမှာပတ်စံမှာဘာကြီးမို့ဒါဘာကြီးမို့တော့တက်တက်ကျွန်တော်ကြော့တာပါ။အော်အေးအေးဖုံးကြီးပါစေတက်ရှိပါစေကွယ်။ဟုတ်ကဲ့ပေးရဆုနဲ့ပြည်ပါသေးဘာကြီးမို့အဲ့ဒါဆိုကျွန်တော်ပြန်လာဦးမယ်။အိမ်မှာလှုပ်ရှားလေးတွေရှိသေးလို့။အေးအေးဖြည်းဖြည်းသွားအောင်ဟုတ်ရွာဘက်စီတို့ထွက်ခွာသွားသောတာမြရဲ့ကြောပြင်ကိုငေးရင်ဘာမို့တွေးမိတယ် အင်းဒီလိုတိတက်တဲ့လူမျိုးနဲ့ကြတော့လေငါ့အတွက်ပို့ပြီးအဆင်ပြေသွားတာပေါ့ထို့နောက်ตาမြာပြီးခဲ့တော့ပတ်စံများကိုလွယ်တဲ့ထက်ကအရက်ဝယ်ရန်နေအခေါင်းဆက်ဖို့လိုအပ်သည့်ပစ္စည်းများဝယ်ယူရန်ထွက်လာခဲ့လိုက်တော့တယ်။ตาမြမေးဇာပနာကအဆင်ပြေချောမွေ့စွာဖြင့်ပြီးဆုံးသွားခဲ့ဒီမှာနှစ်လခန့်ခန့်မင်းကြာသွားခဲ့ပြီဖြစ်တယ်။ထို့တစ်ခေါက်나이ပြီးတကရွာထဲမှာ나이ထက်ပေါ်တော့တဲ့ဖြစ်ဥပမို့တော့ဖို့တက်သည့်ထက်ပင်စိုးနေတော့တယ်။ အရက်ကိုမဆိုးမပိုးတောင်းနေရသဖြင့်လူကဒေါသထွက်ခြင်းတို့လိုဖြစ်ကဒီရပိုင်းတွင်စိတ်နှင်းနဲ့ဆက်နေသလိုဖြစ်နေတယ်။အကျွေးတောက်ထားသည်များလည်းပြန်မဆက်နိုင်သည့်ဖြစ်အကျွေးထက်တောက်ယူလည်းမရတော့။ရွာထဲကလူတွေကလည်းကွာသေကိုမသေးနိုင်ကြဘူး။ဒီလောက်လူတွေအများကြီးရှိတာတလား၃လလောက်တော့သေတော့ဘာဖြစ်သွားမှာမလို့လေ။တယောက်တည်းဒေါသပုံ ထားနေလေတယ်။ရုတ်တရက်ထွက်ပေါ်လာတော့ငှက်စိုးထိုးတဲ့ကြောင့် ဘာမို့တေချာနားဆုံးကြည့်လိုက်တဲ့ဟာလိန်မာလိုက်တဲ့ငှက်ကလေးရွာဘက်ကိုလက်ကအော်မီသွားခြင်းဖြစ်တဲ့ဖြစ်ဘာမျိုးပျော်သွားတဲ့အခြားသူများတို့ကငှက်ဆိုးခေါ်ညံ့ငက်သည်မင်္ဂလာငက်ဖြစ်တော်လေဥပမို့တော်တော်မင်္ဂလာရှိတော်ညံ့ငက်တကောင်ပဲဖြစ်တယ်ငါပကြက်လိုက်တော့မှ မင်းကလည်းအော်တယ်နော်ဘာပဲဖြစ်ဖြစ်မင်းအော်တန်လေးကြားလိုက်ရတဲ့တော့ဒီညကတော့ငါ့အတွက်တိတ်ကိုမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပြီးကွာဟာဟာဟာ တင်းကြိုင်းမြင်နေရှိတဲအိုလေးအတွင်းချီမှာဘာမိုးရည်တန်ကတကောင်ရညရဲ့တိတ်ဆိတ်မှုကိုမင်းမှုသွားလေတော့လေဥပမိုးရှိလားခမ诶ဘာလို့လဲကွာငါနောက်ဖေးမှာကျင်းတူးနေတယ်လာခဲ့လေကွာခဏလောက်တော့ကြာတော့ဘာမိုးနေတို့လူငယ်ရတူရောက်လာတယ်တကြီးတပည့်နှစ်ယောက်ဖြစ်တော့ဤတို့နေဖိုးတွေတို့ဖြစ်ကြတဲ့ဟာဥပမိုးကအကြမ်းမြင်ရနေပြီလားဘာကိုလဲကွာကျင်းတူးနေလို့လေ မဟုတ်ပါဘူးကွာဒါငါပင်ဆိုင်မလို့တူးနေတာကွာအတူပါချမဲ့ကျင်းဆိုငါ့ရင်နောက်ဖေးမှာတူးမလားမသိလို့ပါဘာကြီးမို့ရဲ့ဟာဟာကဲစူးစမ်းပါအောင်လိုင်းကိစ္စမင်းညကတကြီးကတော်ဆုံးသွားလို့အခေါင်းလာအတာဘာကြီးမို့ရဟုတ်လားဘလို့ဖြစ်တာလဲတကြီးကတော်ကကျမ်းမာကြီးကောင်းတာဟာကို ဟုတ်တယ်ဒါပေမဲ့နှလုံးရောဂါခံရှိတယ်ညကအိပ်ပျော်နေရင်နှလုံးရက်ပြီးဆုံးသွားတယ်လို့ပြောတာပဲဩော် ကွေးတော်လက်မဆက်မီစံတော်လက်မကွေးမီဆိုတာဒါမျိုးပေါ့ကွာဟုတ်တယ်ဘာကြီးမိုးကြီးအဲ့ဒါအခေါင်းလာအတာဒီမှာအတိုင်းလာခဲ့ပြီပြီ အခေါင်းမိုးနဲ့မြေကြားစိတ်အလုံးဘလောက်ကြမလဲဥပမိုးတစ်ချက်စဉ်းစားလိုက်တဲ့ဒါမျိုးခွင့်ရကနှခမရရွာထဲမှာပြည်စုံသောသူများနာရေးရှိလျင်အခြားနာရေးများထက်ပိုရတယ်အဒီလောက်တော့ကြမယ်ကွာဟာဥပမိုးကလေဗျာများလိုက်တာနည်းနည်းလျှော့ပါဦးဟဲ့ကောင်တွေ တကြီးကတော့အတုပကိုမင်းတို့ကသူစင်ရဲ့အတုပနဲ့တန်းတို့ချခြင်းလို့လားအဲ့လိုတော့မဟုတ်ပါဘူးဗျာဟာအဲကျွန်တော်တို့တော့အရက်ဖိုးလေးမကြံတော့လို့ပါဘိန်းစားခြင်းအတူတူတလုံးပုံမစူစမ်းပါနဲ့ကွာငါမင်းတို့တက်အရင်ရက်တောက်လာတဲ့ကောင်းပါမင်းတို့ကိုတကြီးကအရက်ဖိုးတသက်ပေးပြီးသားမလားဗျာဥပမောကဘလို့သိလဲငါပြောပြီးပြီလေမင်းတို့တက်ငါအရင်အရက်တောက်လာတဲ့ကောင်းပါလို့ဒါမျိုးတွေလောက်ကတော့ကြည်ဓာနဲ့သိတဲ့ နေတိုးနဲ့ဖိုးလီတို့မျက်စိမျက်နှာပြတ်သွားကြတယ်ထို့နောက်ဥပမို့တောင်းသည့်ငွေကိုအောင့်တတ်တနေထုတ်ပေးလိုက်ကြတယ်အေးတခြားသူတွေကိုကြောချင်းကြောလို့ရမယ်ဘာမို့ကိုတော့လာမကြောနဲ့မင်းတို့မျက်မျက်မှတ်ထားဟုတ်ဟုတ်ကဲ့ပါပါဥပမို့အဲ့ဒါဆိုကျွန်တော်သွားလိုက်ပါအောင်မယ်အေးအေးနေတိုးနဲ့ဖိုးတီတို့မကြည့်မချမ်းဖြစ်ကထွက်သွားသူကိုဥပမို့လိုက်မကြည့်နိုင်တော့တူးလက်ဆချင်းအားစက်တူးနေလိုက်တော့တဲ့ ဥပမို့တယောက်ဘုံဆိုင်ကပြန်လာတော့အမိုးတော်ချုပ်နေပြီဖြစ်တယ်။ဥမဆိုးဒီမှာကြားလာပြီဖြစ်တဲ့အတွက်အတိုးချတောက်နေခြင်းကြောင့်ဖြစ်တဲ့ဓာတောင်နောက်ရက်တွေတောက်ဖို့နှာခေါင်းဆက်ဖို့ပြင်ဝရန်ခြံထားရတော့ကြောင့်သာထပြန်လာခဲ့တယ်။လူကအတော်လေးမူးနေပြီဖြစ်တော့လေနှိမ့်စဒူဝါသွားနေကြလန်ဖြစ်တဲ့အတွက်အခက်ခဲမရှိ။လာမရက်မို့ညမောင်ကခါလိုက်တဲ့ပိုးနေတယ်။ကျဲတချို့ဤမုံပြပြလင်းအောင်ကသာအပြူ၍ရှောက်လန်းနေရတဲ့တင်းကြီးနေတဲ့ဝင်ကနီး ဝါရပြန်လောက်ရောက်တွင်အာဦးကောင်းနောက်ဘက်တခုလုံးပူကနေဖြစ်သွားပြီးထိုးနေရမှာပြင်ဘာမို့လဲကြသွားလီရောတဲ့အာဦးကောင်းကဆက်မတန်နာကျင်နေပြီးခေါင်းတခုလုံးမူးနှောင်နေတယ်ငါဘာဖြစ်သွားတာလဲဘာမို့ပြန်စင်ကြကြည့်တဲ့ငါကောင်းပေါ့ကိုတိတ်ခိုင်းများပြုတ်ကြသလားအပေါ်မော့ကြည့်တော့လေဘာမှမရှိဘေးဘီဝဲရတွင်လေတိတ်ပင်တပင်မှမရှိချုံမုံများသာရှိတယ် ဟင်းတစုံတစ်ခုကိုသတိရသွားပြီး လွယ်ိတ်ထဲသို့ကြည့်လိုက်တဲ့လူဝါလှဝလိုက်တာကွာခွေးမသားတွေလွယ်ိတ်ထဲတွင်ခြံသားသောငွေဆက်ကူတို့မှမရှိတော့ပေမနှက်ပိုင်းကသူနဲ့အချင်းများခဲ့သောနေတို့နဲ့ဖိုးတီတို့လက်ချက်မှန်ဘာမှုရိတ်စားမိလိုက်တယ်သို့တော့တက်တည်မရှိ၍ဘာမှလုပ်ရမရတကြီးကတော်အတွက်အကောင်းဆက်ရန်ပြင်များလဲမဝေရသည့်တစ်ဖြစ်ဘာမှုတော်တော်စိတ်ညစ်သွားတဲ့ ဒုက္ခပဲမနှက်ပဲညက်နေလောက်ဆို အခေါင်းကလာယူတော့မေဘဲကပတ်စံနဲ့ပြင်ဝေရပါမလဲလူဆိုသည့်မြို့မှာကြံရမြသည်ဆုံးပြုတ်မှုရန်မသိသည့်များကိုပင်တွေးကြံတက်ကြသည်မှာထုံးစံပင်ဖြစ်တယ်ထို့ကြောင့်ယခုလေဘာမို့တည်းခု အကြံရသွားလေတဲ့ဟုတ်ပြီပြောဥပါမို့ကျွန်တော်တို့အခေါင်းလာဦးတာပါအေးဟိုမှာအစင်းသိမ့်မယ်ယူသွားလိုက်တော့နီတိုးနဲ့ဖိုးတီတို့ အံဩစွာဖြင့်တယောက်မျက်နှာတယောက်ကြည့်မိလိုက်ကြတယ်။ယူသွားတော့လေဘာလုပ်နေရလဲ။ဘာမှမလုပ်ပါဘူး။ကျွန်တော်တို့ယူသွားလိုက်တော့မယ်နော်။အေးယူသွားကြ။ဘာမှုအားနားမလည်နိုင်တော့မျက်လုံးများဖြစ်ကြည့်ရင်အခေါင်းသာတည်ယူသွားကြလိမ့်တယ်။ဆလူကုန်းရွာကြီးထုံးစံတိုင်းအလောင်းကို၅ရက်ထားမိဖြစ်တယ်။ယနေ့မှနှစ်ရက်မြောက်နေ့ညဖြစ်တဲ့တကြီးအိမ်တွင်အရင်နေ့တွေကထက်ပိုမှု၍လူစီကားနေတဲ့တကြီးအိမ်ပေါ်တက်၍တရားဝင်ဖဲရိုက်ခွင့်ရသည့်တော့ ကာလာသားများကလည်းအပျော်ကြီးပျော်နေကြတယ်။ခြေတန်းတွင်တော့တကြီးကတော်ကြီးအခေါင်းစဉ်ကြီးကထီထီကြီးရှိနေတဲ့ည7:00နာရီလောက်တွင်လူချို့ပြန်သွားကြပြီ။တကြီးနှင့်သူ့ဤတပည့်နှစ်ယောက်ဖေးရိုက်နေသူများနေလူနှဲငယ်သားကြံရိပ်ကြလိမ့်မယ်။7:45မိနစ်လောက်တွင်ရွာထိပ်စီမှခွေးများ၏စိုးစိုးငွေဥဒံများခွေးရောင်ဒံများကိုကြားလိုက်ကြရတယ်။ဟဲ့ငနီတို့ဗျာတကြီးရွာထဲမှာခွေးအောင်တန်တွေကြားရတယ်။ရွာထဲလူစိမ်းများဝင်လျော့သလား။တွားကြည့်ကြသံ။ ဟုတ်ကဲ့တကြည်နီတို့ကဖိုးတွေကိုပါအဖို့ခေါ်သွားတယ်လက်ထဲတွင်လည်းဝရင်တို့တယောက်တစ်ချောင်းစီကင်သွားကြတယ်ခွေးမြားကတစ်ချက်လေးမှမနာပဲဇက်တိုက်ကိုဥလိုက်ဟောင်းလိုက်လုံနေကြတယ်ကွန်ဒီယာညက်ခန့်ကြတော့နီတို့ရော ဖိုးတွေပါခြံထဲအပြေးလွှားဝင်လာကြတယ်တကြည်ရေတရေပြုတ်တရေတရေဟေးဖျောင်းလေဘာဖြစ်လာကြတာလဲနီတို့နဲ့ဖိုးတွေတော့ခြံထဲကိုနှောက်သားအတင်းလို့ရဲ့တိုးဝေပြီးပြေးဝင်လာရမှာ ဖိုးဒီကတကြီးကတော်ကြီးခေါင်းစဉ်အားဝင်တိုက်မိလိတယ်။ဖိုးဒီဝင်လိုက်တဲ့အဖြစ်အခေါင်းစဉ်ကျိုးကအခေါင်းကပြုတ်ကျသွားတဲ့အခေါင်းမုံတံမရရသေးသေးတကြီးကတော်ကြီးယုံလောင်းကပါအခေါင်းပြင်တော့လိမ့်ထွက်လာတယ်။ဟာအခေါင်းကြီးပြုတ်ကျသွားပြီ။တကြီးကတော်တေးတေးတကြီးကတော်တေးချောက်နေပြ။အလောင်းကောင်ကြီးအခေါင်းထဲကထွက်လာတယ်ဗျာတရေတေးဖဲဝိုင်းထဲမှာလူများကအကြောင်းစုံမသိပဲထင်ရှားရှောက်အကထားပြကြတယ် ဟာဟာဟိတ်ကောင်းလေဟိတ်ကောင်းလေတကြီးစကားကိုမိသူမှဂယုမဆိုင်ကြတော့ပဲချန်ပီယံတို့ထွက်ပြေးကြတော့တယ်ရွာသားများထွက်ပြေးကြပြီးနောက်နေတို့ပြောစမ်းမင်းတို့လက်မှာဘာတွေ့တလဲဟိုဟိုဟိုဒီလိုပါတကြီးနေတို့ဧတန်ကကတုံကရင်ဖြစ်နေတယ်ဖွေးစည်းများလေဖက်ခါတော့ထိတ်လန့်နေပုံရတယ်မပြောပြစင်းနဲ့လားတကြီးရဲ့ကျွန်တော်ကြောက်လို့ပါဖိုးတေကမျက်နှာငယ်လေးနဲ့ဝင်းအသနာခံနေဟိတ်ကောင်လေး မင်းတို့ပြောမှငါကဘာလုပ်ရမလဲဆိုတာသိမှာပေါ့ပြောစမ်းကွာမြ мян ဟိုဟိုဟိုตาမြမိပါတကြီးตาမြမိတွေ့တာများမင်းပထွေးအောင်းမေးလို့လို့အဲ့လောက်လမ်းပြန်လာရလားကွာဟာတကြီးကလေตาမြမိကဆုံးသွားနှစ်လလောက်ရှိပြီလေဖိုးတီပြောမှတကြီးတရိရတယ်ဟေးဟုတ်သားပဲမင်းတို့မျက်စိမာတာနေမှာပေါ့ကွာတရောတိချရလားမမဘူးတိချတယ်တကြီးကျွန်တော်ရောအနည်းတို့ရောမြင်ခဲ့တာငါခေါင်းပြန်ပြီး ငါခေါင်းပြန်ပြီးဆိုပြီးအသက်နှစ်ကြီးနဲ့អော်ပြီးយွာတဲ့ဝင်လာတာဗျမနဲ့လွတ်အောင်ထွက်ပြေးလာရတယ်ဟေးတကြီးချန်နေမလန်မကန်းစီမှာခွေးမြရဲ့ဥဒံထွက်ပေါ်လာတယ်ဟာတကြီး तू ရောက်လာပြီထင်တယ်ကျွန်တော်တို့ပြီးပြီဗျာထို့သူပြောပြီးနီတိုနေဖို့တီတို့အိမ်မော်ပြစ်တော့သွားကြတယ်ခြေထန်းတွေတကြီးတယောက်ထဲသာကြံ့တော့ရဲ့အကောင်းမြင်တို့ထွက်ကြလာတော့ဇနီးဖြစ်သူရုံလောင်းကိုကြည့်လိုက်တော့သူ့အာရီးပြနေတယ်လို့ ရုတ်ရက်ရသိမ်းမွင်းကြီးများ ထားသွားတဲ့ငါအခေါင်းပြန်ပြီးအုံးမလေးပြတာမြမေကခြံဝတွေရက်ပြီးစိုးရဲသောကြီးတို့ဖြင့်တကြီးအားဆိုက်ကြည့်နေတယ်ဟဲ့မလာနဲ့ဝင်းမလာနဲ့ငါတကြီးမိတ်နေဝင်လာလို့မရဘူးဟာဟာဟာဘာတကြီးလဲငါနေအုပ်ချုပ်မှုအောက်မှာနေနေတာမဟုတ်ဘူးအမေမဖိုးရပဲငါ့ကိုအမိန်ပေးလို့ရမယ်ထို့သူပြောပြီးခြေလန်းကြဲကြီးများပြေးဝင်လာတယ် တကြီးလဲပြောမြသည်ဆုံးကြောက်အားလန့်အဖြစ်အိမ်မော်တပြေးလီတော့တဲ့ခွေးမြရဲ့ဥတန်းနဲ့တို့တာမြမီတဖြစ်လဲအလောင်းကောင်တစီမှမိချမ်းရင်တောင်းချမ်းနေမှုကြောင့်တူအားလုံးမိသူမှပြင်မထွေရကြတော့မိချမ်းကအခေါင်းပေါ်ချီတကြီးကတော်ကြီးအမြင်နဲ့အသက်ရေးထားတော့စက်ကူများအခေါင်းတွင် အလှဆင်အုပ်ဖုတ်ထားတော့စက်ကူများကိုဒေါသကြီးခြင်းနဲ့ဆွဲဖြက်နေတယ်ထို့နောက်အခေါင်းတန်းကတင်းကျိုင်းဘက်သို့ပြန်ထွက်သွားလိမ့်တယ် မိချမ်းရည်တန်းအဆုံးတွင်ဆလူကုန်းရွာကလေးမှာပုံမှန်တိုင်းပြန်လည်ငြိမ်သက်သွားလေတော့တယ်။တကြီးချန်နဲ့တွင် တုံးလုံးပက်လက်ဖြစ်နေတော့တကြီးကတော်ကြီးလောင်းကတိတ်ဆိတ်နေသောညကိုပို၍၆ချားစီတဲ့ဟာဘယ်နဲ့တည်ရင်ဆုံးငါကငါ့အိမ်ပဲလက်អော်နေရလေတွားစမ်းကွာစိတ်ထဲတိတ်မတင်မကဖြစ်သဖြင့်ဓမ္မီတလက်ကိုယူကအိမ်နောက်ဘက်သို့ထွက်လာခဲ့လိုက်တယ်မင်းညကဘာမိုးတယောက်ကြံရမရသည်ဆုံး မြုပ်ထားတာနှစ်လခန့်မှကြာသေးတော့တာမြမေအခောင်းကိုပြန်ဖောခဲ့တယ်။အချိန်မကြာသေးသည့်အတွက်အလောင်းကအယိုးမကြာသေးတော့လေအပုပ်ရည်ဘလဝဖြစ်အော်ဂရီချန်စင်တရားကောင်းလွန်အောင်အနက်ကထွက်နေတဲ့တိုးတော်လေဒီတနေ့သာရှိတော့တဲ့ဖြစ်အလောင်းကိုပြည်နေအိမ်ထဲသို့ပြောင်းထည့်ပြီးအိမ်နောက်ဘက်တွင် အပင်ဆိုင်ရန်အသင်တူထားတော့ကျင်းထဲသို့ထဲမြုပ်လိုက်တယ်။အနန္တကတအားမဆိုးတော့လေစိုးစည်းများတော့ရနေသေးတယ်။ဒါတော့တိတ်ကိစ္စမရှိ မကြခင်မိုးလျော့မီဖြစ်တဲ့ဖြစ် အခေါင်အားစေကျော်တန့်စင်ရန်သာဦးစားပေးရလှုပ်ဆောင်နေလိုက်တဲ့အခေါင်တွင်ချီစွဲကြံနေသောအပုံနံများပျောက်ကင်းစေရန်မကြီးသေးများပြားရင်များကိုအုံပြုကဘာမို့တော်လီတန့်စင်လိုက်ရတယ်မနက်ခင်းပိုင်းတွင်ရေးစေးထားသောအခေါင်အားနေလန့်ထားပြီးညနေခင်းတွင်စက်ကူများဖုံးအခါအလှဆင်မိုးမှန်နန့်သားများလိမ့်ကြံလိုက်ချိန်မှာတော့အခေါင်ကအတိတ်တိုင်းဖြစ်သွားလျော်တဲ့တဘာရင်ဝါရင်သူ့ဘရာစာမို့အင်းနီလန်းပြင်ချိန်မီအခေါင်ပြုတ်လုံနိုင်ဒီမှာဘာမို့အတွက်မဆန်းကျက်တော်လဲ အကြောင်းမသိသူနေတို့တို့ကတော့အံဩခဲ့ကြခြင်းဖြစ်တယ်။ဗာမိုအားချောင်းရိုက်ပြီးပတ်စံများလူယူဒီမာလေးနေတို့တို့ပင်ဖြစ်တယ်။ယခုလည်းညာစိုးထိုးတဲ့ကြောင့်တိတ်မတင်ကဖြစ်တဲ့ဖြစ်အရက်တောက်လက်ဆောက်ကိုခဏရပ်ပြီးနောက်ဖွင့်နေမြုပ်ထားတော့တာမြမေကြီးလောင်းအားလာစစ်စစ်ခြင်းဖြစ်တယ်။နောက်ဖြစ်မြွက်လက်တို့ရောက်ဟင်ဗာမိုကောင်းနမန်ကြည့်သွားတယ်။မြေကြီးနှမ်းတွေဘာမှမရှိတော့တောခွေများ လာဖို့တော့လာလားဓမ္မိပြေဟိုးထိုးကြည့် ဒီထိုးကြီးထိုးပြီးရှာလိုက်တဲ့အနီးနားတွင်အသားစာများရှာမတွေ့မေးချင်းကတော့ရင်မာကြီးများ တလောင်းလောင်းဖြစ်ဟောင်းလောင်းဖြစ်နေတယ်ထိုးစမ်းလိုက်တာမထိုးစမ်းပါဘူးဘာမို့ရဲ့ဟင်နောက်ကျောဘက်စီမှာအတန်ကြွေလှဲ့ကြည့်လိုက်တော့ตาမြမိကအခေါင်ထမ်းပြီးရက်နေတယ်ဟင်မိကျန်နင်းနင်းသိပြီလေနင်းဘာလာလောက်တာလေတွားတွားငါနားမလာစမ်းနဲ့ကြောက်မနေပါနဲ့ဘာမို့ရဲ့သူ့ဘာရာစာလောက်ပြီးကြောက်တက်လိုက်တာ သူများကြရင်ရည်နေပါဦးမယ်။ခြောက်ကက်ကက်ရည်တန်ကထိုးညားတတ်ပင်ပို့၍ခြောက်ကက်လွန်နေတယ်။နင်းကသေးပြီးသားလေနင်းသေးပြီးသားမို့လို့နင်းခေါင်းဝငေါ့တာငါမှပြစ်မရှိဘူးနော်။အော်အပြစ်မရှိဘူးဟုတ်လား။အခေါင်းဆိုတာလူသူတွေအတွက်နောက်ဆုံးပိုင်ဆိုင်မှုတစ်ခုပဲပါမို့။နင်းကငါပိုင်တဲ့ပစ္စည်းကိုငါခွင့်ပြုချက်မရပဲယူတဲ့အဲ့ဒီတော့နင်းမှအပြစ်ရှိတယ်။ငါငါတောင်းမှန်ပါတယ်မိချမ်းရဲ့။ ငါလည်းမလွတ်တာလို့လွတ်လို့ရတာပါငါငါရှင်းပြပါမယ်ငါ့ကိုခွင့်လွတ်ပါဟာခွင့်မလွတ်ဘူးပါမို့လုံးဝခွင့်မလွတ်နိုင်ဘူးငါအခေါင်းကိုခိုးတဲ့အတွက်နင်းလည်းအခေါင်းရှိပဲတည်စေရမယ်နင်းတည်စေရမယ်နင်းကိုငါတက်ရမှာကျင်းတတ်မယ်နင်းကိုငါတတ်မယ်မိချမ်းကရှေ့သို့တိုးလာတဲ့မတက်ပါနဲ့မိချမ်းရဲ့ငါငါတောင်းမှမာတယ်ဟာငါ့ကိုမတက်ပါနဲ့မိချမ်းအတွေ့တခု ပြောင်းသွားတယ်ထင်ရုတ်တရက်အမူအရာပြောင်းသွားတယ်ကောင်းပြီလေ ဒါဆိုငါ့ကိုအခေါင်းထဲထည့်ပြီးငါ့မိဘမှပြတ်မြုပ်ပြီဟင်အေးအေးအေးငါလုငါလုပေးမယ်ငါလုပေးပါမယ်ဟာငါ့ကိုမတက်ပါနဲ့နော်ထို့တို့ပြောပြီးနောက်ဘာမှဆက်မပြောတော့ပဲမိချမ်းစိုသည်ဖုတ်ဝင်လောင်းကောင်မှတင်းညာတဲ့သူဖြစ်ဖြစ်ချင်းဝင်သွားတော့တယ်သူ့မိဘနာအရောက်အခေါင်းကိုကျင်းနေပြစ်ချကအခေါင်းထဲသို့ဝင်လိုက်တဲ့ဘာမို့လဲတုံဆိုင်မနေတော့ပဲပေါတူးယူကမြေဖို့ရန်ပြင်လိုက်တယ်ငါငါ့ကိုခွန်းလို့ပါဟာငါတကယ်မလွတ်တာလို့လှုပ်လိုက်ရတာပါ မိချံအားတောင်းပန်စကားဆို၍အခေါင်းအားဖုံးရန်ပိတ်လိုက်တယ်။စကားပင်မဆုံးသေးရုတ်တရက်အခေါင်းပုံးဖွင့်လာပြီးမိချံ၏ ADA ဆက်လက်နှစ်ဖက်ကဘာမိုး၏လေပင်အားကြစ်ကြစ်ပါအောင်ညှစ်လေတော့တယ်။အာအာမိချံငါ့ကိုမမတတ်ပါနဲ့အာမလုတ်တဲ့မလုတ်ကောင်းတဲ့ຢာကိုလုတ်ခဲ့တော့ပါမို့ငါဆိုးနှမိတ်ကြောင့်လုံစွာမပျော်ရွှင်ခဲ့တော့ပါမို့သူ့လည်းရောက်မပျော်ရွှင်နိုင်တော့ပဲမိချမ်းရဲ့မြေပုံနှစ်ပေတွင် မျက်လုံးများပင်မမိတ်နိုင် ဂျာတဆောင်းကိုက်လျက်ရုပ်ပြက်ဆင်းပြက်တည်ဆုံသွားခဲ့ရလျော်တယ်။ထိုနေ့မှစ၍ဆလီကုန်းသင်းကျိုင်းတွင်အခေါင်းရောင်းသည့်သူဘရာသာကြီးမရှိတော့သူဘရာသာအစ်လည်းမရှိသဖြင့်နားရေးကိစ္စများရှိပါကအရက်ကပင်စီစဉ်၍မြေချကြရတယ်။သို့သောလာပြေလောက်ွယ်နေ냐များတွင်တော့သင်းကျိုင်းနှင့်ဘာမိုးနေခဲ့သည့်တဲလေးတွင်အခေါင်းဆက်နေသောအဖိုးတို့တယောက်ကိုအမဲလိုလိုတွေ့မြင်တကြရလျက်လေ။ဟုတ်ကဲ့ပါခင်ဗျာ။ စာရေးဆရာဆမင်းအောင်ယူပါရေးသားထားတဲ့အခေါင်းရောင်းရန်ရှိသည်ဆိုတဲ့ပရလောကဇလံကောင်းလေးတစ်ပုဒ်ကတော့ဒီမာနေပြပါခင်ဗျာဇလံလေးကိုဆုံးအောင်နားထောင်ပြကြတဲ့အတွက်တအူးတယောက်ချင်းစီကိုကျေးဇူးတို့တင်ရှိပါတယ်ခင်ဗျာနောက်ရနောက်ရမြန်မာလေးဘလို့ဇလံကောင်းတွေကိုတင်ဆက်ပေးသွားမယ်ဆိုတာကို channel လေးကို subscribe လုပ်ပြီးစောင့်မျှော်အားပေးကြပါဦးခင်ဗျာ